အစားအစာတွေကို အစိမ့်တိုင်းစားနိုင်တဲ့ဒီလူရဲ့နောက်ွယ်ကလေးဝက်ချက်ကပါလေဒီလူကြီးကတော့နွားရီဝက်တရဲ့အသေးနှလုံးကိုအစိမ့်လိုက်စားပြခဲ့တာကြောင့်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ liver game ဆိုတဲ့နာမည်တစ်လုံးကိုရအောင်ထားနိုင်ခဲ့သူပါအသားတွေကိုအစိမ့်လိုက်စားရုံသာမကတလိဇန်ရဲ့ဝေးစိတ်ကိုပါအစိမ့်လိုက်စားပြခဲ့တာကြောင့် သူ့ကိုလူပိုသိစေခဲ့တာဖြစ်ပါတယ်ဒီလိုပုံစံတွေကသူတယောက်တည်းစားနေတာမဟုတ်ဘဲသူ့ရဲ့မိသားစုဝင်တွေအကုန်လုံးကပါသူကစားစီတယ်လို့မျိုးပုံစံခွဲတဲ့အတွင်းကစားခိုက်နေတာဖြစ်ပါတယ်ဒါပြင်သူကရေလုံးဝမတောက်ဘဲနဲ့ပင်မလာတိုင်းမှာတလိဆန်သွေးတွေကိုဒီတိုင်းတောက်သုံးပြစ်ခဲ့တာဖြစ်ပါတယ် အများတောင်မှမစားရတဲ့တလိษံတွေရဲ့အင်္ကာတွေကိုရေမစေးဘဲနဲ့စားတောက်တတ်တဲ့သူကဘလူဖြစ်မလဲသူကဘာကြောင့်အသားစိမ့်နေစားတောက်ရတာခုံမနေကြရလဲသူရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုသိရဖို့အတွက်ကျမနဲ့အတူတူဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ပါဒီလူရဲ့နာမည်ကတော့ Brain Johnson လို့ခေါ်ပြီးတော့ American နိုင်ငံသားတူလေးဖြစ်ပါတယ်။ သူကလည်းရှိမှတက်ဆက်ပြည်နယ်မှာနေထိုင်ပြီးတော့အလေးမအားစားသမားတူလေးဖြစ်ပါတယ်။သူကသူ့ရဲ့ခနာကိုကိုအထူးလေးပေးဂယူဆိုင်တဲ့သူဖြစ်ပြီးတော့သူ့ကိုယ်သူတန်မာရဲသူတရားဖြစ်အောင်အသားစင်းတွေကိုပုံမှန်ထက်လွန်ကဲစွာစားတောက်နေတာဖြစ်ပါတယ်။ဒါမင်းသူကပုံမှန်ထက်တန်မာရဲ body ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးဒီလိုတန်မာရဲသူတရားဖြစ်အောင်အသားစင်းတွေကိုစားခြင်းဟာသူ့ကိုများစွာအထောက်အကူပြုပါတယ်လို့သူကဆိုထားတာဖြစ်ပါတယ်။သူမှအသားနှစ်ဦးလေးရှိပြီးတော့သူ့ရဲ့သားတွေကိုလည်းသူ့လိုတန်မာရဲသူတရားဖြစ်အောင်ငယ်စဉ် င်းလေးကအသားစိမ့်တွေကိုကျွေးနေကြတာဖြစ်ပါတယ်။ သူကတခြားသူတွေနဲ့လုံးဝမတူအောင်တားဆီးနေကိုစားပြနေကြတာတွေအားလုံးကိုအွန်လိုင်းပေါ်တင်လေးရှိတာကြောင့်အချိန်တိုတည်းမှာအများကြီးအာရုံကိုရရှိနေတာဖြစ်ပါတယ်။သူကငွေရွေးစင်မှာဟင်းဒီကိုချက်ပြုတ်စားတောက်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ချက်ထားတဲ့ဟင်းဒီကခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုနှောင့်နှေးစေတယ်ဆိုပြီးသူကပြောထားတာဖြစ်ပါတယ်။အဲ့လိုတွေကြောင့်မင်းသူအသက်20ရွယ်ကလေးကဂျင်းစောလိုက်အသားစိမ်းစားလိုက်နဲ့လုံနေကြတာကအလုပ်ဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလေဗီယိုရီကအတိုင်းပူပူတမ်းမာလာစေခဲ့တာဖြစ်ပါတယ်။ သူတည်းမကားသေးပဲနေသူ့ရဲ့သားသမီးတွေကပါသူ့ရှေ့မှာနေတိတသာပြောင်းလဲလာတော့ကိုသူ့အနေနဲ့သတိထားမိသွားတာဖြစ်ပါတယ်။သူကသူ့ရဲ့အားသာချက်ဖြစ်တဲ့အသားစိမ်းစားတာကိုဗန်းပြပြီးတော့ podcast တွေ interview တွေပါနာမည်ရလာခဲ့ကထင်ရှားတဲ့ influencer တအူဖြစ်လာခဲ့တာဖြစ်ပါတယ်။သူကတို့လေ liver gain လို့သတ်မှတ်ထားပြီးတော့လူအများကိုသူ့လိုလိုက်လုပ်ကြည့်ဖို့ကိုပါအကြံပေးထားခဲ့တာဖြစ်ပါတယ် အချို့တွေဟာသူ့ရဲ့ပြောင်းလဲမှုကိုအားကြတာကြောင့်သူပြောတာတွေကိုလိုက်လုပ်ကြသလိုအချို့ကလည်းအစိမ်းစားတာကယွန်စရာကောင်းနေဆိုပြီးတော့ဝေဖန်နေသူတွေကလည်းရှိနေကြတာဖြစ်ပါတယ်။လူများကတော့အသားစိမ်းတွေထဲမှာမမြင်နိုင်တဲ့ပုံမှားတွေဘက်တီးရီးယားတွေပါဝင်တာကြောင့်အခက်မသိရင်အသက်သေဆုံးနိုင်နေဆိုပြီးတော့ပါ အချို့ကထောက်ပြကြတာဖြစ်ပါတယ်။ သူလို့အခန္ဓာကိုယ်ကကြီးထွားနေတာနဲ့ပတ်သက်ပြီးတော့တယောက်ကသူ့ရဲ့အတွင်းရေးအချက်လက်တွေကိုဖော်ထုတ်ခဲ့ပါရီအဲ့ဒါကတော့ဘာလဲဆိုရင်တော့သူ့ရဲ့ခန္ဓာကိုယ်ဟာလိုရာထက်ကြီးနေတာကအသားစိမ့်နေနေမဆိုင်မင်းနီဘော်ဒီလိုရာထက်ကြီးအောင်စတီရိုက်တွေလုပ်ထားတာကြောင့်မလို့စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါရီ ဲ့ဒီလိုမျိုးသူသုံးဆွဲတာတွေကို liver king ဆိုတဲ့သူကငင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူ့လေးဝဲချက်တွေကဘူးပေါ်တလို့ပေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့2022ခုနှစ်ဖြစ်ပြီးတော့ငင်းမရတဲ့တက်သေးတွေနဲ့တကွထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။အားရကြမင်းသူကအကြောင်းပြချက်မပေးနိုင်တော့ဘဲနဲ့အဆုံးကိုသူ့ကိုအားပေးကြတဲ့ပရိသတ်တွေကိုတောင်းပန်လိုက်ခဲ့ရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့သူ့လို body တောင်းတင်းတာဟာ သူစီယာထုတ်လုပ်ထားရင်ဂျင်းစပီမန်နေကြောင်းအခုလိုမျိုးဖြစ်တာဖြစ်ပြီးတော့အသားစင်းနေစားတော့စားပါရည်ဆိုပြီးတော့ပါသူကအယူသားဆုံးဝန်ခံသွားခဲ့တာဖြစ်ပါရည်အဲဒါကြောင့်သူကသူ့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းချခြင်းစုံနဲ့ပရိသတ်အာယုံကိုရရှိစေဖို့အားလုံးကိုလှည့်ပြခဲ့တာဖြစ်ပါတော့ရည်မြို့တော်ပင်ဆိုစီကမှနမယ်ပြည့်ရှိစေခဲ့ပါစေသူစားတော့ပြခဲ့တဲ့အသားစင်းတွေသူ့ရဲ့လေးကျင့်ရေးတက္ကနစ်တွေဟာအခုချိန်ထိလူအများရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့တာကြောင့်ဒီကနေ့ချိန်ထိ YouTube ရဲ့ Liver King လို့နမယ်ရရှာလိုက်တာနဲ့သူ ူကိုအားပေးတဲ့ပြိသက်ဘလောက်ထိရှိနိုင်မလဲဆိုတာသိရှိနိုင်တာပဲဖြစ်ပါတယ်။လက်ရှိချိန်ဒီလေသူဟာဗီဒီယိုတွေကိုထပ်မံဖန်တီးလေးရှိကလူအများအာယုံကိုဖန်ဆားလို့ရနိုင်မယ့်ကွန်တက်တွေကိုဆက်လက်ဖန်တီးနေတာကြောင့်သူရဲ့နာမည်ကတော့ပြိသက်တွေကြောင့်အမြဲလိုလိုရှင်းတဲ့နေအောင်မှာဖြစ်ပါတယ်။နောက်လာမယ့်စီစဉ်နေမှာလေခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းများကိုထပ်မံတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။